ာပါအခုကတော့ TikTok Live မှာအမေးများတဲ့အဲဒါတွေဖြေရှင်းတဲ့နေရာကိုရှင်းပြပြမှာဖြစ်ပါတယ် အဲ့တော့အရင်ဆုံးပြောချင်တာကကြောင့်ဒီ TikTok Lite error နဲ့ပတ်သက်ပြီးတော့ကြောင့်သိကျင်နေဆိုရင်ကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပါအဆုံးဗီဒီယိုအဆုံးထိကြည့်ပြီးမှဒီဗီဒီယိုမှာကြောင့်ကိုသိကျင်တဲ့ error အကြောင်းမပေါ့ဆိုရင်ကြောင့် comment မှာမေးခဲ့လို့ရပါတယ်ဒီလိုဘာလို့ပြောတာလဲဆိုတော့ကြောင့်ဒီ error နဲ့ပတ်သက်ပြီးတော့ကြောင့်ရှေ့သင်ခန်းစာတွေမှာလည်းကြောင့်သင်ပေးထားတယ်အဲ့ဒီသင်ခန်းစာတွေမှာကြောင့်ဘာလို့ဖြစ်လဲဆိုတော့အဲတချို့တွေကကြောင့်ကြောင့်ဒီ error ဖြစ်ခြင်းလေးဆိုပြီးတော့သင်ခန်းစာတွေ့လိုက်ပြီဆိုရင်သင်ခန်းစာကိုမကြည့်သူမေးချင်တာတွေကြောင့်လေး comment မှာမေးကြတာပေါ့နော်အဲ့တော့ကျွန်တော်တခု comment တခုချင်းစီရောကျွန်တော်ပြန်ပြီးတော့ဖြည့်ပေးတယ်။ဒါပေမဲ့တချို့ comment တွေကကျတော့ကျွန်တော်ဒီ video ကြည့်လိုက်မယ်ဆိုရင်သူတို့မေးထား တဲ့အကြောင်းအရာကကျွန်ဒီဗီဒီယိုမှာတင်ထားပြီးသားပေါ့နော်အဲဒါကြောင့်ကျွန်ဒီအဲ့ဒါဖြစ်ချင်းနည်းနဲ့ပတ်သက်ပြီးတော့သိချင်တယ်ဆိုရင်ဗီဒီယိုအဆုံးထိကြည့်ပါအဆုံးထိကြည့်ပြီးမှကျွန်တော်ကိုသိချင်တဲ့အဲ့ဒါအကြောင်းမပေါ့ဆိုရင်တော့ကျွန်တော် comment မှာမေးခဲ့လို့ရပါတယ်ဟုတ်ပြီတော့နံပါတ်1အနေနဲ့ကကျွန်တော်ဒီ FAQ error ပါနော် FAQ error ကတော့ဒါအမေအများဆုံး error တစ်ခုပေါ့နော်ဒီ FAQ error ဆိုတာကကျွန်တော်ဒီ point တွေပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တစ်ချက်နေကြည့်မယ်အဲဒီမှာဆိုရင်ကျွန်တော် daily point တွေပေါ့နော် အဲဒီမှာတော့ကျွန်တော် point ယူလိုက်တဲ့အခါမှာကျွန်တော်ဒီ point ရေးလို့ရသွားတယ်ပေါ့နော်ဒီ FAQ error ဆိုတာကကျွန်တော်ဒီ point ယူလိုက်တဲ့အခါမှာကျွန်တော်ဒီအပေါ်မှာ FAQ error ဆိုပြီးတော့တခြားကျွန်တော်ဒီ Japan စာတမ်းအနေနဲ့ပေါ်နေတာပေါ့နော်အဲဒါကကျတော့ကျွန်တော်ဒီ FAQ error ပေါ့နော်အဲ့တော့ဒီ FAQ error ကကျတော့ကျွန်တော်ဒီ VPN ပေါ့နော် VPN ကိုကျွန်တော်ဒီ free သုံးနေတယ်ဆိုရင်ဒီ free သုံးနေတဲ့ VPN ကိုမှနောက်ထပ်တခြား Japan location နဲ့အသုံးပြုလို့ရတဲ့ဒီ VPN ပေါ့နော် VPN ကိုကျွန်တော်အသုံးပြုကြည့်လိုက်အသုံးပြုပြီးတော့ကျွန်တော်ဒီမှာ point ယူကြည့်လိုက်ပေါ့နော်အဲ့ဒီမှာမှကျွန်တော်ဒီ point ယူတဲ့အခါမှာအပေါ်မှာ FAQ error ဖြစ်နေရဆိုရင် Premium version ပေါ့နော် Premium version ဝယ်ပြီးတော့သုံးလိုက်ပေါ့နော် ဒါလည်းကျွန်တော်ဒီ premium version ဝယ်ပြီးသုံးရမယ်တော့မဟုတ်ဘူးဒီ premium version နဲ့ကျွန်တော်လည်းမရောက်ပါဘူးเนาะဒါပေမဲ့ကျွန်တော်ဒီ FVG error ကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့ကျွန်တော်ရှင်းပြပေးတာပါအဲ့တော့ free သုံးတဲ့ VPN နေနဲ့မရောက်ဆိုရင် premium version ဝယ်ပြီးတော့သုံးလိုက်ပါအဲ့ဒီနေရာမှာကျွန်တော်ဒီတချို့တွေက comment မှာပြောကြတယ်ကျွန်တော်ဒီ premium version သုံးတာပဲကျွန်တော်ဒီမှာ FVG error ပေါ်နေရပါเนาะ premium version ဆိုတဲ့နေရာမှာကျွန်တော်ဒီ Japan location နဲ့အသုံးပြုလေးရတယ် premium ကျွန် VPN မျိုးပြောတာပါဥပမာအနေနဲ့ဆိုရင်ကျွန်တော်ဒီ Champion တို့ Express တို့အဲ့ဒါတွေကကျွန်တော်ဒီ location ရွေးပြီးအသုံးပြုလေးရတယ် VPN နေပါเนาะ အတချို့ကကြတော့ကျွန်တော်ဒီ premium version တော့ဟုတ်တယ်တချို့ premium version တွေကကျွန်တော်ဒီ location ကိုကျွန်တော်ဒီ auto ရွေးထားတဲ့ဟာတွေပေါ့နော် auto ချိန်ထားတဲ့ဟာတွေဒါတွေကကျတော့ကျွန်တော်ဒီပုံမှန် line သုံးမယ်ဆိုရင်တော့ကျွန်တော်ဒီ line ကောင်းတယ်ဒါဒီ TikTok line မှာအသုံးပြမယ်ဆိုရင်ကျတော့ကျွန်တော်ဒီ TikTok line ကကျွန်တော်ဒီ Japan location နဲ့အသုံးပြရတာဖြစ်တဲ့အတွက်အဒီ premium version ကိုမှကျွန်တော်ဒီ Japan location နဲ့အသုံးပြလိုရတဲ့ VPN ပေါ့နော် VPN ကိုပဲကျွန်တော်ဒီ premium ဝယ်သုံးရမှာပေါ့နော်အဲ့နောက်တစ်နေ့ကကြတော့ကျွန်တော်ဒီ VPN ကိုကျွန်တော်ဒီ free သုံးတာလည်းမရအောင်ကျွန်တော်တစ်ခုကြီးတစ်ခုပြောင်းသုံးတာလည်းမရအောင်နောက်တစ်ခုကကျွန်တော်ဒီ VPN ကိုကျွန်တော်ဒီ premium version ပေါ့နော် premium Premium version ကိုလည်းကျွန်တော်ဒီ Japan location နဲ့ကျွန်တော်အသုံးပြုတယ်အဲ့လားလည်းမရဘူးဆိုရင် phone နဲ့မှရှိတဲ့ကျွန်တော် SIM card တွေထောက်ပေါ့နော် SIM card တွေထောက်ပြီးမှကျွန်တော်ဒီ Wi-Fi နဲ့ကျွန်တော်ဒီ VPN ဖွင့်ပြီးတော့ကျွန်တော်ဒီမှာ point ယူကြည့်လိုက်ပေါ့နော်အဲနောက်တစ်ခါကျွန်တော်ဒီ TikTok like က point တွေကိုကျွန်တော်ဒီ daily ပေါ့နော် daily ကျွန်တော်တစ်ရက်ကို banana ယူလို့ရတယ်ပေါ့နော်ကျွန်တော်ဒါလေးကိုရှင်းပြပေးမယ် အဲ့တော့ဒီမှာဆိုရင်အဲ့တော့ဒီမှာဒီတောင်းအဝိုင်းလေးပေါ့နော်ဒီတောင်းအဝိုင်းလေးကြောင့်ဒီမှာဆိုရင်လဲနေတယ်ဒီအဝိုင်းလေးလေးလဲတာကြောင့်ဒီပြည့်သွားတယ်ဆိုရင်ကျွန်တော်ဒီမှာ point တက်မှာပေါ့နော်ဟုတ်ပြီလဲကျွန်တော်ဒီ total light ကနေ point နေယူဖို့အတွက်ကျွန်တော်ဒီတရက်ကို banana ကြီးပေါ့နော် banana ကြီးကျွန်တော်ဒီအသုံးပြုလို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးကြည့်ချင်တယ်ဆိုရင်ကျွန်တော်တယောက်က p ဆိုတာလေးကိုတစ်ချက်နှိပ်ပါ အနှိပ်ပြီးသွားရင်ကျွန်တော်ဒီအောက်ကိုနည်းနည်းဆင်မယ်ပြီးရင်ကျွန်တော်ဒီနားလေးမှာကျွန်တော်ဒီမှာ20 40 60ဆိုပြီးရရှိတယ်ဒါလေးတွေကကြတော့သူကဒီ TikTok တုံးတဲ့အချိန်ရဲ့ကျွန်တော်ဒီ minute လေးတွေကိုပြောတာပေါ့နော်ဒီမှာဆို20 40 60ဆိုတာ20 minute 40 minute 60 minute ပေါ့နော်ဒီဘက်မှာကျွန်တော်ဘယ်နှ minute ရှိလဲဆိုတော့180 minute 180 minute ဆိုတော့ကျွန်တော်ဒီ9နဲ့တွက်မယ်ဆိုရင်6 38ဆိုတော့3နာရီပေါ့နော်အဲ့တော့ TikTok like ကနေကျွန်တော်ဒီ video တွေကြည့်ရင်းနဲ့ point တွေရတဲ့အချိန်ကသူကဒီ3နာရီပေါ့ဒီတစ်ရက်အတွင်းမှာဒီ minute 180ပြည့်သွားပြီဆိုရင်ဒီအဝိုင်းလေးမလဲတော့ဘူးပြီးသွားရင်ကျွန်တော်ဒီ TikTok ော့ကြည့်နေနေ point နေယူလို့မရတော့ဘူးဗောနော်ဒါကကျွန်တော်ဒီရက် daily ကျွန်တော်ဒီ3နာရီဗောနော်3နာရီပြည့်သွားပြီဆိုရင်ကျွန်တော်ဒီရက်3ဒီဒီအတန်းလေးဗောနော်ဒီမှာဆိုတော့ဒီအတန်းလေးကကျွန်တော်ဒီထိပြည့်သွားလိမ့်မယ်ပြည့်သွားပြီဆိုရင်တော့ဒီတရက်အတွက်ကျွန်တော်ဒီ point နေထပ်ပြီးတော့ကျွန်တော်ဒီ video ကြည့်ရင်းနဲ့ယူလို့မရတော့ဘူးတခြား test တွေရှိသေးတယ်ဆိုရင်တော့ကျွန်တော်ဒီမှာတခြား test တွေကနေကျွန်တော်ဒီယူလို့ရတယ်ဗောနော်အဲ့ဒီ p point လေးမလဲဘူးဆိုရင်ကျွန်တော်အရင်ဆုံးဒီကိုတုံးနေတဲ့ tutorial ရဲ့ကြာချိန်ပေါ့နော် tutorial ကြာချိန်ကဘယ်လောက်ရှိပြီလဲဆိုတာကိုကျွန်တော်ဒီ p ဆိုတာနှိပ်ပြီးတော့ကျွန်တော်ခုနပြတဲ့အတိုင်းပဲတွားပြီးတော့ကြည့်ပေါ့နော် အဲနောက်တစ်ခါကျောင်းဒီ TikTok live မှာဗီဒီယိုကြီးနေနေကျောင်းဒီတောင်းကကျောင်းဒီ P ဆိုတဲ့အဝိုင်းလေးပေါ့နော် P ဆိုတဲ့အဝိုင်းလေးကမလဲတော့ဘူးနောက်တစ်ခါကျောင်းဒီဘက်ဘေးမှာကျောင်းဒီ P ဆိုတဲ့ဘေးမှာကျောင်းဒီဂျပန်စာတန်းလေးနဲ့ပေါ်တယ်အဲဒါကြတော့ကျောင်းဒီရှေ့မှာပြောခဲ့တဲ့ FAQ error ဖြစ်ရှင်းနေနေအတူတူပဲပေါ့နော်အဲ့တော့ VPN ကို free သုံးကြည့် free သုံးလို့မရအောင်ဆိုရင် premium version ပြောင်းသုံး premium version မှာမှာဂျပန် location နဲ့အသုံးပြုလို့ရတယ် premium version ကိုသုံးအဲ့ဒါမှမရအောင်ဆိုရင်ကျောင်းဒီ single တွေပေါ့နော် single တွေဖြုတ်ပြီးတော့သုံးကြည့်လိုက်ပေါ့နော်အဲဒါကြတော့ကျောင်းဒီ P ဆိုတဲ့အဝိုင်းလေးမလဲတာရယ်ကျောင်းဒီဘက်ကဒီ P ဆိုတဲ့ဘေးမှာကျောင်းဒီ ပန်စာတန်းလေးနဲ့ပေါ်နေတယ်ဆိုရင်ဖြည့်ရှင်းတဲ့နည်းပေါ့နော်။အဲဒီညမှာလည်းတစ်ခုရှိတာကကျွန်တော်ဒီအဝိုင်းလေးမလဲဘူးဆိုတော့ကျွန်တော်ဒီ VPN ကြီးတော့တောင်းရတာမဟုတ်ဘူး။ဒီ wine လေးမလဲဆိုရင်အရင်ဆုံးကြည့်ရမှာကကျွန်တော်ဒီ P ဆိုတဲ့တဲရပါဘောနော်။ P ဆိုတဲ့တဲကကျွန်တော်ဒီအောက်ဒီကကျွန်တော်ဒီကြာချိန်ပေါ့နော်။ကြာချိန်ကကျွန်တော်ဒီမှာ180ပြည့်သွားပြီလား။ကျွန်တော်ဒီ180ဆိုတာ180မိနစ်ပေါ့နော်။180မိနစ်ပြည့်သွားပြီလားဆိုတော့အရင်ကြည့်ပါ။180မိနစ်မပြည့်သေးဘူးဆိုရင်တော့ကျွန်တော်ဒီ VPN ပေါ့နော်။အဲ VPN ပြောင်းပြီးတော့အသုံးပြုကြည့်လိုက်ပါ။အကယ်180မိနစ်ပြည့်သွားပြီဆိုရင်တော့ဒါကကျွန်တော် VPN နဲ့မဆိုင်ပါဘူး။သူက Twitter Lite ကနေပေးထားတဲ့ကျွန်တော်ဒီတရက်အတွင်း point ရမယ့်အချိန်ပြည့်သွားတာပေါ့နော်။အဲ့တော့နောက်ရက်တင်မှပြန်ပြီးတော့ယူလို့ရမယ်ပေါ့နော်။ အဲ့တော့ကျွန်တော်ဒီ TikTok live ကနေ point နေယူတဲ့အချိန်အားကျွန်တော်ဘယ်ချန်နေဘယ်ချိန်တွက်တာလဲဆိုရင်သူကဒီည9:00နာရီကနေနောက်ရက်ည9:00နာရီအတွင်းရောသူက24နာရီတည့်ရက်အနေနဲ့တက်မှတ်တာပါနော်သူကဒီည9:00နာရီကြော်သွားပြီဆိုရင် နောက်ရက်ကိုရောက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ point နေရာလည်းပြန်ပြီးတော့ယူလို့ရမယ်ပြီးရင်ကျွန်တော်ဒီ daily test တွေပေါ့နော် daily test တွေကလည်းဒါအစ်စ်ပြန်ဖြစ်သွားမယ်ပေါ့ဟုတ်ပြီနော် အဲနောက်တစ်ခါကျွန်တော်ဒီ P ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုရင်သူကဒီ point တို့ daily test တို့မပေါ်ဘဲနဲ့ကျွန်တော်ဒီနေရာမှာဂျပန်စာတမ်းနဲ့ပေါ်တယ်ဒါကကြတော့ကျွန်တော်ဘာဖြစ်တာဘာလဲဆိုတော့သူကဒီ TikTok like ကနေ point တွေယူမယ်ဆိုရင်ကျွန်တော် phone တစ်လုံးပေါ့နော် device တစ်ခုကို account တစ်ခုပဲသုံးခွင့်ပေးပါတယ်အဲဒီ device တစ်ခုထဲမှာမှနောက်ထပ် TikTok account အသစ်ဖွင့်ပြီးတော့ကျွန်တော်ဒီ TikTok like မှာအသုံးပြုမယ်ဆိုရင်သူကပုံမှန် TikTok သုံးသလိုပဲရတယ်ဒီ point တွေယူလို့မရတော့ဘူးပေါ့နော်အဲဒီ P ကိုနှိပ်လိုက်လို့ကျွန်တော်ဒီနေရာမှာဂျပန်စာတမ်းနဲ့ပေါ်တယ်ဆိုရင်သူကကျွန်တော်ဒီ device တစ်ခုမှ account တစ်ခုပဲသုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီ device ခုမှအကောင့်နောက်ထပ်တစ်ခုထပ်သုံးမယ်ဆိုရင်ဒီမှာဒီနေရာမှာကျွန်တော်ဒီဂျပန်စာတန်းအနေနဲ့ပေါ်မှာပေါ့နော်အဲဒါလည်းကျွန်တော်ဒီ comment မှာဖြေထားတာကိုကျွန်တော်ဒီတချို့ရပြန်ပြောတာကကျွန်တော်ဒီဒီဖုန်းကကျွန်တော်ဒီခါမှကျွန်တော်ဒီ TikTok like ကမတုံးရသေးဘူးဒါပေမဲ့ကျွန်တော်ဒီနေရာမှာ ပီဆိုတဲ့ဟာလေးကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီ point တော့ကျွန်တော်ဒီ daily test ယူတဲ့ဟာတွေမပေါ်ဘူးကျွန်တော်ဒီ Japan စာတမ်းနဲ့ပဲပေါ်တယ်ဆိုရင်တော့ဒါကကျွန်တော်ဒီ for first degree register ပေါ့နော် first degree register ချပြီးမှအသုံးပြုရမှာပေါ့နော်ဒီ first degree register ဆိုတဲ့ဟာလားလဲကျွန်တော်ဒီ phone ရဲ့ register ကိုပြောတာမဟုတ်နော်တချို့ကကျွန်တော်ဒီရှေ့သင်ခန်းစာမှာတော့လည်း first degree register ချရမယ်ဆိုတာပြောလိုက်တယ်တချို့တွေကကျတော့ဒီ phone ရဲ့ setting phone ရဲ့ကျွန်တော်ဒီ register ကိုပြောတဲ့ချိန်ပြီးတော့ phone register ချတယ် phone register ချပြီးပြန်သုံးနေမရဘူးပေါ့နော် fastly restrict ဆိုတာကကြောင့်ဒီဖုန်းကြီးရှိတဲ့ data အားလုံးကြောင့်ဒီအကုန်ပြတ်ပါတယ်အကုန်ပြတ်တဲ့ကြောင့်ဒီဖုန်းကစိုင်းရဲဝယ်ထားတဲ့အတိုင်းပဲကြောင့်ဒီဖိုင်ကြောင့်ဒီအသစ်အတိုင်းဖြစ်နေတာပေါ့နော်အသစ်အတိုင်းဆိုတာကကြောင့်ဒီဖုန်းထုတ်လိုက်တဲ့ကြောင့်ဒီ company အတိုင်းပဲကြောင့်ဒီအထက်မှာ software တွေတော့တချို့ software တွေတော့ပါတယ်ဖုန်းကတုံးလို့တော့ရတယ်ဖုန်းထဲမှာကြောင့်ဒီ data တခြား data တွေမရှိဘူးပေါ့နော်အဲ့တော့ fastly restrict ချမယ်ဆိုရင်ကျွန်တော်ဒီဖုန်းထဲမှာရှိတဲ့ data တွေအားလုံးကိုကျွန်တော်ဒီ backup ပေါ့နော်တခြားနေရာမှာကျွန်တော်ဒီ backup လုပ်ထားပြီးမှကျွန်တော်ဒီ fastly restrict ချပေါ့နော်အဲ့ဒါတော့တနည်းပေါ့နော် အဲနောက်တစ်ခုကကြတော့ကျွန်ဒီဘန်းခံရင်ပေါ့နော်ဘန်းခံရင်ဘယ်လိုလုပ်ရမလဲပေါ့အဲ့တော့ဘန်းခံတဲ့အကြောင်းရင်းကတော့ကျွန်ဒီဖြစ်နိုင်တာကတော့ကျွန်ဒီ TikTok live မှာကျွန်ဒီ point နေယူရတဲ့အခါမှာ VPN အသုံးမပြုဘဲနဲ့ကျွန်ဒီ point နေယူတဲ့အတွက်ဒီ TikTok ကနေကျွန်ဒီ location အမှားနဲ့ point နေယူနေရဖြစ်တဲ့အတွက်သူကဒီ account ကို ban လိုက်တာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်ဒီ TikTok live application ကကြတော့ဒီ TikTok live account သုံးနေဆိုရင်သူကအေးပုံမှန်ကျွန်ဒီ TikTok အသုံးပြုလို့ရတယ်ကျွန်ဒီ point နေယူလို့ရတယ်အဲဒါကကျွန်ဒီ VPN ဖွင့်ပြီးတော့ပေါ့နော် အဲ့လိုမဟုတ်ဘဲနဲ့ကြောင့်ဒီဗီဒီယိုတွေတင်တာတို့ဘာလို့ဆိုရင်ကြတော့သူကအဒီဂျပန် region နဲ့ဖောက်ထားတဲ့ account တွေအကြောင်းဒီဗီဒီယိုတွေအကြောင်းဒီ copyright တို့အကြောင်းဒီ monetization အောင်မိတာအကောင့်တွေဆိုရင်လည်းသူက disqualify ဖြစ်ဖို့ကြောင်းဒီပို့ပြီးတော့များရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီ .like မှာ point နေရှာမယ်ဆိုရင် point ရှာတာနဲ့ဗီဒီယိုကြည့်တာကြောင်းဒီ .dot ကြည့်တာလောက်ပဲတော့မှာကျွန်တော်ဒီဗီဒီယိုတွေတင်တာတွေမလုပ်ပါနဲ့အဲ့တော့ဗီဒီယိုတွေတင်တာတို့ဘာလို့လုပ်တယ်ဆိုရင်အကြောင်းဒီ copyright ညှိတာတို့ disqualify ဖြစ်တာတို့အဲ့လိုဖြစ်သွားတယ်ဆိုရင်သူကဒီ .dot account က ban ခံလိုက်ရတယ်ပေါ့နော် အဲဒီနေရာမှာကျွန်တော်ဒီဘန်ကလည်းရပြီဆိုရင်ကျွန်တော်တချို့ကအတက်တော့အကောင့်ကိုနောက်ထပ်တစ်ခုထပ်ဖွင့်တယ်နောက်ထပ်တစ်ခုထပ်ဖွင့်တဲ့အခါမှာသူကဒီ P ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဆိုရင်သူက point နေယူလို့မရပဲနဲ့ကျွန်တော်ဒီ Japan စာတန်းနဲ့ပေါ်နေဒါလည်းကျွန်တော်ဒီရှေ့မှာပြောခဲ့တဲ့အတိုင်းပဲကျွန်တော်ဒီ TikTok like ကနေ point နေယူမယ်ဆိုရင်ကျွန်တော်ဒီ phone တစ်လုံးကျွန်တော်ဒီ device တစ်ခုပေါ့နော် device တစ်ခုကို TikTok like account တစ်ခုနဲ့ပဲ point ယူလို့ရပါတယ်ဒီ TikTok like account တစ်ခုနဲ့ point ယူပြီးသွားပြီဆိုရင်နောက်ထပ် TikTok like account အနေကျွန်တော်ဒီထပ်ဖွင့်ပြီးတော့ point ယူလို့မရတော့ဘူးနော် ဲဒါကြောင့်ကျွန်တော်ဒီဘန်းခံရတယ်ဆိုရင်ကျွန်တော်ဒီနောက်ထပ် account အသစ်ထပ်ပြီးတော့တုံးကျင်နေဆိုရင်တော့အဲဒီ first view စတက်ချပြီးမှာပဲကျွန်တော်ဒီ TikTok account အသစ်ဖွင့် account အသစ်ဖွင့်ပြီးမှာကျွန်တော်ဒီ point တွေကိုပြန်ပြီးတော့ယူလို့ရပါမယ်နော် အနောက်ထပ်တစ်ခုကကြောင့်ဒီ total application ဝင်တဲ့အခါမှာကြောင့်ဒီ no connection ပေါ့နော် no connection လို့ပဲပြောင်းနေ internet connection ရှိတယ် VPN လည်းအသုံးပြုထားတယ်တခြား application တွေအသုံးလို့ရတယ်အဲဒါကြောင့်တော့ကြောင့်ပါလဲဆိုတော့ကြောင့်ဒီ TikTok account ကိုကြောင့်ဒီ ban ခံရတဲ့အခါမှာတချို့ကကြောင့်တော့နောက်ထပ် account အစ်ထပ်ပြီးတော့ဖွင့်လို့ရတယ် point မဲ့ယူလို့မရတာအဲတချို့ကကြောင့်ကြောင့်ဒီ TikTok account ကို ban ခံလိုက်ရတယ် ban ခံပြီးတော့ကြောင့်ဒီ account ထပ်ဖွင့်လို့မရတော့ဘူးနော် account ထပ်ဖွင့်လို့မရအောင်ဆိုတော့ကဒီ TikTok application ကနေတော့ဒီ phone ကို ban လိုက်တဲ့သဘောပေါ့နော်အဲ့တော့ phone ကို ban လိုက်တဲ့သဘောဆိုတော့က TikTok application ကကြောင့်ဒီ phone မှာကြောင့်ဒီသုံးလို့မရဘူးနော်အဲ့ဒီ phone မှာကြောင့်ဒီ application ကိုဝင်လိုက်မယ်ဆိုရင်သူက no connection လို့ပဲပြနေအကောင့်နဲ့ internet connection မရှိဘူးဆိုရင်ပြတယ်အကောင့်ဝင်နေဆိုရင်လည်းအကောင့်ဝင်လို့မရဘူးပေါ့နော်အဲဒါကလည်းကျွန်တော်ဒီဖုန်းမှာ TikTok Lite application ကိုပြန်ပြီးတော့အသုံးပြချင်နေဆိုရင်ကျွန်တော်ဒီ first three step ပေါ့နော် first three step ချလိုက်မယ်ဆိုရင်တော့ဒါအဆင်ပြေသွားနိုင်တယ်ပေါ့နော်အဲ့နောက်တစ်ခါကျွန်တော်ဒီ TikTok Lite error တော့မဟုတ်ဘူးကျွန်တော်ဒီရှေ့သင်ခန်းစာမှာသင်ခဲ့တဲ့ကျွန်တော်ဒီ Japan region နဲ့ account ဖောင်းနေသင်ခန်းစာမှာကျွန်တော်ဒီအမေးများတဲ့မိကွန်းတစ်ခုပေါ့နော်သူကကျတော့ Japan region နဲ့ account ဖွင့်တဲ့အခါမှာကျွန်တော်ဒီ account ဖွင့်လို့မရဘူးတခြားကျွန်တော်ဒီဒီတခြား region နဲ့ပေါ့နော်တခြား region နဲ့ပဲ account ဖွင့်သွားတယ် ဒါပါလို့လဲဆိုတော့ VPN ပေါ့နော် VPN ကိုကျွန်တော်ဒီ Japan location အသုံးပြုပါ Japan location အသုံးပြုပြီးမှကျွန်တော်ဒီ TikTok account ဖွင့်ပေါ့နော်ဒါမှကျွန်တော်ဒီ TikTok က Japan region နဲ့ရပါပေါ့နော်ဒီ Japan region နဲ့အကောင့်ဖွင့်နေအသေးကလေးအသေးစိတ်ကိုလည်းကျွန်တော်ရှေ့သင်ခန်းစာမှာကျွန်တော်တင်ပေးထားပါတယ်နော်အဲ့တော့မကြည့်ရသေးဘူးဆိုရင်အဲ့ဒီမှာသွားပြီးတော့ကြည့်လို့ရပါတယ်ပြီးအဲ့ဒီသင်ခန်းစာမှာနောက်တစ်ခုကကျွန်တော်ဒီ TikTok အကောင့်ဖွင့်တဲ့အခါမှာကျွန်တော်ဒီ VPN လည်းသုံးတယ်ကျွန်တော်ဒီ Japan location နဲ့လည်းအသုံးပြုတယ်ဒါမဲ့ကျွန်တော်ဒီ TikTok live ကအကောင့်ဖွင့်လို့မရအောင်တဲ့အဲ့လိုအကောင့်ထည့်တဲ့အခါတော့ကျွန်တော် password ထည့်တဲ့အခါတော့ကျွန်တော်ဒီကုန်းနံပါတ်ထည့်တဲ့အခါမှာအဲ့ဒါပြနေ ါကြတော့ကျွန်တော်ဒီဖုန်းဒီအကောင့်ဖွင့်မယ်ဆိုရင်ကျွန်တော်ဒီ requirement ပေးတာကတော့ကျွန်တော် phone model အနေပေါ့နော် phone model အနေအနေနဲ့သုံးနေဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်အခုနောက်ပိုင်း model မြင့်တဲ့ဖုန်းတွေကြတော့တော်တော်လားကျွန်တော်ဒီပုံမှန်သုံးရင်တော့ရတယ်ဗျာဒီ TikTok လားဒီ TikTok အကောင့်ဖွင့်ရမှာကျတော့သူကကြောက်ခပြီးတော့အကောင့်ဖွင့်ရတာဖြစ်တဲ့အတွက်သူကဒီ model name နဲ့ဖုန်းနေဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့အဲ့တော့ကျွန်တော်ဆိုရင်လည်း Japan region နဲ့အကောင့်ဖွင့်မယ်ဆိုရင်ကျွန်တော်ဒီ phone model နဲ့ model name နဲ့ဖုန်း model name နဲ့ဖုန်းဆိုတော့ဟိုအရင်တော့ဖုန်းကိုပြောတာတော့မဟုတ်ဘူးကျွန်တော်လက်ရှိမှာကျွန်တော်ဒီနည်းနည်းကြီးလက်ရှိထဲ model တော့ name နဲ့ အဲဒါလည်းကြောင့်ဒီ VPN လည်းတုံးလို့အဆင်ပြေတယ်ကြောင့်ဒီ TikTok လည်းတုံးလို့အဆင်ပြေတယ်ပေါ့နော်အဲဒီဖုန်းနေနဲ့အကောင့်ဖွင့်တယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေရပေါ့နော်အဲနောက်တစ်ခါကြောင့်ဒီ comment မှာမေးတာတော့မဟုတ်ဘူးကြောင့်ဒီဘူးသူသားအနေနဲ့ကြောင့်ပြောပြပေးတာပေါ့နော် ဒီ TikTok live မှာကျွန်တော်အဲ့ဒါတစ်ခုခုတက်သွားတယ်ပေါ့နော်အဲ့ဒါတစ်ခုခုတက်သွားတယ်ဆိုရင်တချို့ကကျွန်တော်ဒီ TikTok တင်ဖို့ကျွန်တော်ဒီ report တင်တယ်ပေါ့နော်အဲ report တင်တယ်ဆိုတာကကျွန်တော်ဒီပုံမှန်ကျွန်တော်ဒီ region အမှန်နဲ့သုံးနေတယ်ဆိုရင်တော့ကျွန်တော်ဘာမှမဖြစ်ဘူးဒီ TikTok live မှာကျွန်တော်ဒီ point တွေယူဖို့အတွက်ကကျွန်တော်ဒီ location ကိုကျွန်တော်ဒီ Japan region နဲ့ပေါ့နော်အဲကျွန်တော်ကြောက်ခပြီးတော့ကျွန်တော် account ဖွင့်ထားတာဖြစ်တဲ့အတွက်ကျွန်တော် report တင်လို့အဆင်မပြေပါဘူးသူကတစ်ခုခုအဲ့ဒါတန်တိုင်းကျွန်တော် report သွားတင်နေဆိုရင်ကျွန်တော်ဖုန်းမှာသူကဒီ Japan single ပေါ့နော်ကျွန်တော်တစ်ခါ report တင်တော့ကျွန်တော် report တင်လိုက်တဲ့အခါမှာကျွန်တော်ဒီ TikTok live ကနေပြန်ပြောတာကဒီဖုန်းမှာ Japan ုမ္ပဏီကထုတ်ထားတဲ့ကျွန်တော်ဒီစင်ကတ်ပေါ့နော်ဖုန်းစင်ကတ်အသုံးပြုရတာမရှိဘူးဆိုပြီးတော့သွားစပြန်ပေးတာပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်နေရာဘာမှပြန်ပြီးတော့ထပ်ပြီးတော့ report တင်လို့မရဘူးနော်ဒါကြောင့်ဒီဟာဒါကကျွန်တော်ဒီစပြန်ရုံပဲပေါ့နော်စပြန်ရုံပဲတခြား account error တွေထပ်မဖြစ်တခြား account error တွေဖြစ်မသွားဘူးဆိုရင်တော့ဒါပုံမှန်တိုင်းသုံးလို့ရတယ်အကယ်ကျွန်တော်ဒီ report တင်လိုက်တဲ့အခါမှာသူကဒီ location အမှားနဲ့အသုံးပြုနေဆိုတော့တိသွားတယ်ဆိုရင်သူကဒီ account ကိုကျွန်တော် ban လိုက်မယ်ဆိုရင်ကျတော့ကျွန်တော်ဒီနောက်ထပ် account ထပ်ပြီးတော့သုံးလို့မရဘူးပေါ့နော် အဲ့တော့နောက်ရက်အကောင့်ထပ်ပြီးတော့သုံးချင်တယ်ဆိုရင်တော့ကျွန်တော်ရှေ့တင်ကအရှိမပြောခဲ့သလိုပဲကျွန်တော်ဒီ free phone first three restart ချပြီးမှပဲဒါအကောင့်အသစ်ပြန်ပြီးတော့အသုံးပြုလို့ရမှာ။အဲဒါကြောင့်ကျွန်တော်ဒီ TikTok line မှာအဲ့ဒါတခုခုတက်တိုင်းကျွန်တော်ဒီ report ပေါ့နော် report မတင်ပါနဲ့။အဲ့ report မတင်မဲနဲ့ကျွန်တော်ဒီပုံမှန်အတိုင်းပဲကျွန်တော်ဒီအဲ့ဒါတခုဖြစ်တဲ့ဆိုရင်ကျွန်တော်ဒီ VPN တို့ကျွန်တော်ဒီ premium version VPN တို့ပေါ့နော်ဒါတွေပဲကျွန်တော်ပြောင်းပြီးတော့အသုံးပြုကြည့်ပါ။ဒါကတော့ကျွန်တော်ဒီ TikTok line မှာအမေးများတဲ့ error တွေအကြောင်းကိုပြန်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်။